နေ့ကမျှတမှုဆိုတဲ့အကောင့်ပန်းရှင်ကကျွန်တော်ကိုမေးခွန်းလေးတစ်ခုမေးသွားတယ်။အင်းကိုကျော်ကြီးတဲ့နိဗ္ဗာန်ကဘယ်မှာရှိတာလဲ။နိဗ္ဗာန်ရတယ်ဆိုတာဘလို့အရာမျိုးကိုရတယ်လဲဆိုမေးသွားတယ်။အင်းအဲ့ဒါနဲ့သူ့ရဲ့အကောင့်ကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အနောက်မှာမျှတမှုဆိုတဲ့အနောက်မှာနိဗ္ဗာန်လမ်းစဉ်ဆိုပြီးဝိညာဉ်ခွင့်ပိတ်လေးနဲ့ရေးထားတာတွေ့ရတယ်။နိဗ္ဗာန်ဘယ်မှာရှိတယ်။နိဗ္ဗာန်ရရင်ဘလို့ပုံကျေစုတွေရမှာလဲကျွန်တော်ပဲမေးထားတာဖြစ်ပါလေ။ဟုတ်ပြီနော်။ ဲ့တော့နိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ဆိုတာသာဝရတည်မြဲခိုင်မြဲသောဖောက်မပြန်မှန်ကန်သောပရမတ္တသစ္စာချမ်းသာဖြစ်တယ်ဟုတ်ပြီနော်နိဗ္ဗာန်နဲ့ပတ်သက်လို့ဖွင့်ဆိုထားတဲ့အဖွဲ့ဒီတပုံကြီးတွေကကိုကျော်ကြီးပြောတဲ့ဇာတ်ကားဒီမဖောက်မပြန်ခိုင်မာသောချမ်းသာဖြစ်တယ်နိဗ္ဗာန်ဆိုတာချမ်းသာတယ်လို့အဓိပ္ပာယ်ဖွင့်လို့မရပါဘူးနိဗ္ဗာန်ဆိုတာစိရဲကလွတ်မြောက်တယ်လို့ပဲအဓိပ္ပာယ်ဖွင့်ရပါတယ်စိရဲဆိုတာဘယ်လိုစိရဲမှုတွေလဲဆိုတော့ မတရားတော်နည်းနဲ့အဖြစ်ပေါ်လာတဲ့ဆင်းရဲတွေကိုကာကွယ်ပေးတာဖြစ်ပါတယ်တရားတော်နည်းလမ်းကိုတိဆောက်ပေးရနိဗ္ဗာန်လမ်းစဉ်ဖြစ်ပါတယ်ပရမတ္တသစ္စာဖြစ်တယ်ခြံကိုကားဒီပြောလို့ရပါတယ်နော်အဲ့တော့ချမ်းသာပရမတ္တသစ္စာခိုင်မြဲတဲ့ချမ်းသာဆိုရင်ဆင်းရဲကဘာလဲဆိုတာသိဖို့လိုတယ်ဆင်းရဲကဘာလဲလို့မေးလို့ရှိရင်ငါတို့ယုတ်တရားကြီးကဆင်းရဲတယ်ခန္ဓာတွေကဆင်းရဲတယ်ခန္ဓာ၅ပါးကဆင်းရဲတယ် ဒီစင်းရတာကိုငါတို့ကမသိလို့ဒီနိဗ္ဗာန်ချမ်းသာကိုငါတို့မသိကြတာငါတို့ယုတ်တရားကြီးကစင်းရလားချမ်းသာလားဆိုတော့ကြည်ကြရအောင်ယုံနဲ့ရှိတာဟာဒုက္ခသစ္စာဆိုရင်ကျွန်တော်တို့နိဗ္ဗာန်ရှိတယ်လို့ဖော်လို့မရပါဘူးအဲ့တော့နိဗ္ဗာန်အာယုံမှာမြဲနေလို့ရှိရင်နောက်တဲ့ကိလေသာတွေဝင်မလာတော့တာဖြစ်ခြင်းကြောင့်ကိလေသာဆင်းရဲတွေချုပ်ငြင်းနေချမ်းသာဒီဘဝမှာနေရတဲ့ချမ်းသာအဲ့တော့ နိဗ္ဗာန်ကဘမှာရှိတာလဲဆိုတော့ယဟန္တာအရှင်မြတ်ရဲ့တဏှာမြရှိတဲ့ကိုယ်ထဲမှာအာယုံအနေနဲ့ရှိနေတယ်။အဲ့ဒါဒီပထမနိဗ္ဗာန်ရဲ့တရားဖြစ်တယ်။ပထမနိဗ္ဗာန်ချမ်းသာဖြစ်တယ်။ကိလေသာငြိမ်းသွားတယ်။ကိလေသာဆင်းရဲငြိမ်းသွားတယ်ချမ်းသာဖြစ်တယ်။ယဟန္တာရဲ့ယဟန္တာရှိမှာနိဗ္ဗာန်ဆိုတဲ့နေရာလေးရှိတယ်ဆိုရင်လူတို့တယောက်ပေါ်မှာရှိနေတယ်။ဖန်ဆင်းရှင်တကူရှင်ဝါရတာဖြစ်ပါတယ်။ ဲ့တော့ယဟန္တာရဲ့စူတီစိတ်မှာနိဗ္ဗာန်အာယုံသာရှိတာဖြစ်ကြောင်းနောက်တဲ့အနံ့ရုပ်အာယုံအမစရတာဖြစ်ကြောင်းအဲ့ဒီဝိညာဉ်အဲ့တော့တင်္ခါရတရားကြီးအကုန်ချုပ်သွားတယ်ခန္ဓာဆိုတဲ့ဒီပြရရုပ်တရားနံတရားတွေအလုံးချုပ်သွားတဲ့နိဗ္ဗာန်အဲ့ဒါဒီအပိတိုင်ချုပ်ရင်းတဲ့နိဗ္ဗာန်ဖြစ်တယ်ရုပ်နဲ့ခန္ဓာတွေမရှိတော့တဲ့နိဗ္ဗာန်ဖြစ်တယ်အဲ့ဒီယဟန္နာရဲ့သုတိကျေစိတ်ကဖြစ်ပေါ်သွားပြီးတော့နောက်တစ်ပတ်ယုံနာမဖြစ်တော့ဘူး ပူကျင်းတာချင်းသိချင်းမရှိတော့ဘူးဆိုတော့ယူဆမျိုးတာဖြစ်ပါတယ်။ဒါဟာအိုစီတာဒိဋ္ဌိဖြစ်ပါတယ်။အဲ့တော့နိဗ္ဗာန်ဆိုတာဘာမှရှိတယ်ဆိုရင်ကျွန်တော်တို့လူတွေအသက်ရှင်နေတဲ့လောကကြီးမှာပဲရှိပါတယ်။လူတွေအသက်မရှင်နိုင်တော့ဘူးဆိုရင်အဲ့ဒီလူတွေကနိဗ္ဗာန်နဲ့လမ်းတစ်ခြားကိုရောက်သွားပါပြီ။အဲ့တော့အသက်ရှင်နေတဲ့လူတွေရှိအားလုံးမှာဒါနိဗ္ဗာန်ဆိုတာရှိပါတယ်။အာကျွန်တော်တို့လူသားတွေရဲ့လောကပေါ့เนาะအဲ့ဒါနိဗ္ဗာန်လို့ခေါ်ပါတယ်အဲ့တော့နိဗ္ဗာန် ကြာချင်းရဲ့အကျိုးကျေးဇူးတွေဆိုရင်လူဖြစ်ရကြုံနှက်ချင်ဖြစ်ပါတယ်ဒီလူတွေကတန်ကြီးမတက်ဘူးเนาะလူဖြစ်ရကြုံနှက်တယ်ပေါ့ဥပမာမြန်မာနိုင်ငံဆိုရင်လောဘဒေါသမောဟတွေများနေကြတဲ့နေရာမျိုးဖြစ်တယ်အဲ့ဒါဆိုလူဖြစ်ရကြုံနှက်ဘူးအာလူတွေတန်ကြီးတက်တယ်ပေါ့เนาะအာတန်ကြီးမတက်အောင်လို့ကျွန်တော်တို့တရားပြတာမှုတွေလုပ်ပေးရမယ်အာဗတ်မလိုက်မှုတွေเนาะနောက်ပြီးတော့တမာအာဇီဝအကြမှုတွေ ဓာတ်ကိုတိဆောက်ပေးခြင်းအဖြစ်လူတွေကအာအေးချမ်းစွာနေထိုင်ကြပြီးတော့အာစီရဲကလွတ်ပြေးနာဖို့ပြည့်ပံလို့ခေါ်ခြင်းနာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ